အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့ ီစာပေါ်မှာလိမ့်ဆက်ဆန်းသေးသလားအဲ့လိုအတူနေလိုက်ရင်ဘယ်လိုခံစားမလဲဆိုတော့တင်ဆက်ပြခြင်းပါတယ်အဲ့ဒီအကြောင်းမပြောခင်အားလုံးသိထားသေးတဲ့တဲ့တလေကပြောပြမယ်တင့်ချမ်းမကြီးကြောင့်တင့်ဆက်ပေးပြစေရှင်အရာပေးရလဲဆက်တိုင်းဤဆောင်ပေါ်မှာလိမ့်ဆက်ဆန်းသေးသလားအဲ့လိုအတူနေလိုက်ရင်ဘလို့ခံစားမလဲဆိုတာတင့်ဆက်ပေးမှာမို့အဆုံးထိကြည့်ပေးကြပါရှင်တဲ့တလေကပြောပြမယ်တင့်ချမ်းမကြီးကြောင့်အရင်တင့်ဆက်ပေးပြစေရှင် ဒီမှာပြောတဲ့တလဲရောင်စောင့်ဆိုပြီးထွက်တဲ့ဆွဲတလဲကိုရောနှာခေါင်းကကျတဲ့နှာရည်ကိုရောရင်ညုံပါရင်တော့တလဲဟောင်ခန္ဓာကိုယ်ထဲဝင်လာတဲ့ရောဂါပိုးမွားတွေနဲ့အမောမွားတွေကိုဆွဲကပ်ပြီးခန္ဓာကိုယ်ကိုကာကွယ်ပေးပါတယ်တလဲရဲ့အနေထားနဲ့အရာဟောင်တန့်စံမိုင်းအထောင်ကိုအရှိန်အမွှန်းဖော်ပြနိုင်ပါတယ်တဲ့တလဲကမိကိုရောင်ဒါမှမဟုတ်အမဲရောင်ဖြစ်နေရင်တဲ့အနေနဲ့အမဲရောင်အမောမွား ဥပမာမေရောအိတ်စောဝင်တွေကိုရှူရှိုင်းပြီးတော့ဖြစ်နိုင်ပါတယ်။ဆက်လက်အမြဲတောင်းနေတဲ့လူတွေမှာလည်းကတရားနဲ့သက်သာဆန္ဒရဲ့ဘေးအတွက်ပစ္စည်းတွေကြောင့်အမေရောင်တလိထွန်းနိုင်ပါတယ်။တကယ်လို့သိဟောင်းဆက်လက်မတော်တဲ့သူဆိုရင်အမေရောင်တလိကမိုးရောကတံမျိုးကိုရင်ညွှန်တာဖြစ်နိုင်ပါတယ်။အထူးသဖြင့်ကိုခံနေနေတဲ့သူတွေမှာပို့ဖြစ်နိုင်ပါတယ်။တဲ့တလိကပြပြလေစာမကန်နေရင် သိရင်ထက်ခံစားနေတာဖြစ်နိုင်ပါတယ်။ရှေ့ထက်ခံစားခြင်းဟာတက်လေဖြစ်ပြီးလဲစားမှခံနေစေပါတယ်။ရှေ့မြမြတောက်ပြီးတက်ခန္ဓာကိုယ်ကိုရေတက်ပြေဝါစေကပုံမှန်တက်လေပြန်ရရှိနိုင်ပါတယ်။တဲ့တယ်လေကအဝါသူမဟုတ်အစိမ့်ဖြစ်နေရင်တဲ့မှာအဆုတ်ဘွားအဆုတ်ရောင်ရောကထိတ်ကန်းတော့လေဆောင်တော့စရိတ်အသက်ရှူလမ်းကြောင်းဆိုင်အောင်ကိုယ်ဆိုင်ယောဂတခုခုရနေပြီးခန္ဓာကိုယ်ကပြန်တိုက်ထုတ်ဖို့ ပြင်းပြင်းထန်ထန်စူးစမ်းနေရတာဖြစ်နိုင်ပါတယ်။အစိမ်းရောင်တလိုင်းဟာကူးစက်ပေါ်တွေကိုတိုက်ထုတ်တဲ့တွဲမျိုးဥရင်အများကြီးပါနေပါတယ်။သိရနေတဲ့သောက်ဆုံးခြင်း၊နှာမုံခြင်းစတဲ့အခြားလက္ခဏာတွေနဲ့ခံစားနေရနိုင်ပါတယ်။တဲတလိုင်းဟာပန်ရောင်တို့မဟုတ်အနီရောင်ဖြစ်နေရင်တဲကိုယ်တွေမှတွေးထွက်ခဲ့တော့တွေးထွက်နေတာဖြစ်နိုင်ပါတယ်။နှာခေါင်းအတွင်းသားဟာသောက်သွေးခြင်း၊ခိုင်မိခြင်းနဲ့ အထာထိခိုက်တဲ့အရာတွေဥပမာတက်လက်ချောင်းနဲ့နှာခေါင်းနိုင်ခြင်းကြောင့်ဒဏ်ရာရနိုင်ပါတယ်။ပန်းရုံတန်နေတဲ့သလိုင်ဟာအရှင်ကသွေးထွက်နေတာကိုရှင်ညိုတက်ပြီးအနေရောင်သလိုင်ဟာလက်တလုံးသွေးထွက်နေတာကိုရှင်ညိုတက်ပါတယ်။တကယ်လို့သင်ဟာတောက်လျှောက်နှာခေါင်းသွေးရုံနဲ့ရင်ဆောင်းဆိုးသွေးပါရဲ့ဆရာဝန်ပြဖို့ထင်ပါပြီ။တဲ့တလိုင်ဟာပုံမှန်အရောက်ခက်ကျဲကျဲပဲဆိုရင် ထည့်ထားလိုက်အောင်ပုံမှန်နေတော့ပုံမှန်အရောက်ဆိုရင်ဒါဟာပုံမှန်ပါပဲတကယ်လို့သင်ဟာတလဲကောင်နှာခေါင်းကနေလေဆောင်လေးကိုကြာတော့နှာခေါင်းတက်ကနေကြာတော့ခံစားမရင်တမတက်ခြင်းရဲ့လက္ခဏာဖြစ်နိုင်ပါတယ်အကြောင်းရင်းကတော့ဖုန်နေရှူမိတာကြောင့်ဖြစ်နိုင်ပါတယ်ခေါင်းခိုက်တာနဲ့မျက်နှာမှာကပ်ခဲတာပါရှိရင်ထိတ်ကန်လာလေးဖြစ်နိုင်ပါသေးတယ်တဲ့တလဲဟာအဖြစ်အပျက်ဖြစ်ဖြစ်ဖြစ်နေရင် သင်အိမ်မီတော့ဖြစ်နိုင်ပါတယ်။သင်အနေနဲ့နှာခေါင်းပိပြီးမကြခဏလည်ညင်နေရပါလိမ့်မယ်။နေမကောင်းတဲ့အခါခန္ဓာကိုယ်ကိုယ်ခန္ဓာစနေကရောဂါပိုးတွေကိုတိုက်ထုတ်ဖို့သွေးပြူဥတွေကိုပိုးထုတ်တာကြောင့်မို့တလိုက်ဟာဖြူပြီးပြင်လာရတာပါ။သင်နေမကောင်းတဲ့အခါနှာခေါင်းပိတာကသင်နှာခေါင်းအတွင်းသားကိုရှောင်ရမ်းပြီးတလိုက်တွေကိုအပြင်ကိုဆေးကြတော့နေသွားတာကြောင့်ပါ။ တဲ့တလေးဟာအရေးကြီးကြီးနဲ့တတော်တာကြားနေရင်တဲ့ရင်လေးနဲ့ရှားပါတဲ့ဥကောင်းတွေ့ရင်ယူဆမှုကြောင့်ဖြစ်နိုင်ပါတယ်ဒီအရေးဟာဥကောင်းခွန်ရဲ့အပေါကနေနှာခေါင်းထာမမို့နားရင်ကြားတာကြောင့်ဒီလိုလက္ခဏာတွေဖြစ်လာရတာပါဒီအရေးဟာမျက်ကြည့်ကြည့်ဖြစ်နေပြီးရှင်တို့တတော်တော့ကြားနေတဲ့ပေရှောင်းသည့်တုတ်ခွေထာမမို့တက်ပတဲ့တာနဲ့မာနိုင်ပါတယ်ဥကောင်းတွေ့ရင်စိတ်တော်ဟောင်းအများအပြား ဥကောင်ထီကထရရတော့ခွဲစိတ်မှုလုံထားရတာကြောင့်ဖြစ်တတ်ပေမဲ့သူ့အလိုလိုဖြစ်တာလည်းဖြစ်နိုင်ပါတယ်။တင့်တလေးဟောင်းပုံမှန်ထက်အနန္တရင်တင့်မှာကုဆာယောဂတခုခုဝင်နေပါပြီ။အနန္တနဲ့တလေးဟောင်းထိတ်ကဲအောင်ထားပါမို့အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းသောကပေါ်ဝင်တဲ့လက္ခဏာဖြစ်နိုင်ပါတယ်။တကယ်လို့သင်ဟာအနှံ့နှံတဲ့တလိထွက်နေပြီးပါရုံတွေခိုင်နေရင်တွားပေါ်ဝင်ပြီးဥကောင်ရုံတွေ လေခန်းတွေကိုရောက်ပြီးထိတ်ခန်းတာဖြစ်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်တော့။ဆက်လက်ပြီးတော့ဟီဆောင်ဘွားမှာလိန်ဆန်းဆန်းတင်သလား။အဲ့လိုအတူနေလိုက်ရင်ဘယ်လိုခံစားမလဲဆိုတော့တင်ဆက်ပြီးကြပါတယ်။လိန်ဆန်းဆန်းရတဲ့စသူတွေပို့ချတာလား။တပည့်ဟီဆောင်အခြေခံနေဖို့လိန်ဆန်းဆန်းရပါလား။အချင်းနဲ့လိန်ကိစ္စကြောင့်တင်ဆက်ပြီးကြပါတယ်။စသူစုံတွဲတွေရဲ့လိန်ဆန်းဆန်းရေးမှာအတူနေစေလိန်ဆန်းဆန်းရင်းကအရေးကြီးသလားဆိုရဲမေကုံကို လူသားတွေရာစုနေများသောညင်ခုန်နေကြစေပါအထူးသဖြင့်နှဲ့ရွှေလာတဲ့စုံတွဲတွေအိမ်အောင်ရှင်တွေမှာစွဖို့စိတ်မပါတော့တော့အရင်လိုပြောစရာမကောင်းတော့တာနဲ့နောက်ဆုံးဖောက်ပြန်တော့အပြုံရှာတာတွေအားလုံးဟောလေစမ်းမရေပေါ်မှုတည်နေတယ်ဆိုတော့ရင်းလို့မရပါဘူးချက်သူစုံတွဲတွေကြမှာအတူနေခြင်းဟောကြောက်ရွှေတည်နေတဲ့ချစ်ဆက်ဆိုင်ဖြစ်ဖို့ဘာကြောင့်အရေးကြီးတာလဲလိမ့်လာထားတဲ့အချက်တွေအရာတော့ ဖြောဖြောရွှင်ရွှင်အတူနေပြီးမှစုံတွေရောအချင်းချင်းပိုဆွဲဆောင်မှုရှိလာတယ်လို့ထင်ကြပါတယ်။ဒါဟာ good hormone လို့ခေါ်တဲ့နေလိုကောင်းစေတဲ့ hormone တတွေခန္ဓာကိုယ်ကထုတ်ပေးလို့ဖြစ်ပါတယ်။ဒီခံစားချက်ကတက္ကထုတ်ပေးရင်24နာရီကြာခဲ့ပြီးစုံတွေစားကဆက်ဆက်ရေးကိုတွေးတွေးစေပါတယ်။ပုံမှန်အတူနေခြင်းဟာစိတ်ဖြစ်စေမှုကိုလျှော့ပါစေပြီးအလောက်ခွေမှာကိုကိုကိုယုံကြည်မှုတိုးတက်စေပါတယ်။ အောင်မြင်နေတဲ့ဆောင်တန်းတွေကိုခြေနာမိတ်ဆိုရင်သူတို့ရဲ့အလိမ်မှုဘဝကလည်းတွင်တွင်ထူထူရှိကြတာကိုတွေ့ရမှာဖြစ်ပါတယ်။အထက်ကိစ္စကိုစိတ်ဝင်စားခြင်းကဆုံတွဲကြမှာတဟုဘတော်ဆွဲဆောင်မှုရှိအောင်ပြင်ပြင်ဆင်ဆင်နေစေပါတယ်။စက်တန်းတွေရောအိမ်ောင်ရှင်တွေမှာခြေရောက်မှာစိတ်မလာခြင်းရဲ့အကြောင်းရင်းတွေမှာဖြစ်တယ်လို့နေခြင်းကလည်းတခုအပါအဝင်ဖြစ်နေလို့ပါ။ဆဲလိုပဲအတူအိတ်ဆက်ခြင်းကအဆုံးတွဲတွေကိုပုံမိနေနေချာချာအိပ်ပျော်စေပါရဲ့ နောက်နေ့တနေ့လုံးလမ်းဆန်တက်သွားနေတဲ့ကောင်ကိုယ့်အဖို့ကိုဘယ်လိုစဉ်းစားရမလဲအတူတူဘယ်လိုပြောစရာလေးတွေလိုချင်လဲဆိုတဲ့အကြံဉာဏ်ပို့ထွက်စေပါတယ်။စုံတွေတုံစလုံးချစ်ရလူကိုခေစားကိုတန်းညီလည်းညီစိတ်ပါဝင်စားခြင်းကတဲ့ဥပေါ်တို့ယုံကြည်မှုကိုထိုးဝါစေလို့အတူဟီရီမချင်းမချမ်းတိုင်ပင်တလာစေပါတယ်။ချစ်တုံတုံသားမလှုပ်ဝက်ချက်မရှိတော့တာနဲ့မြောက်ဆက်ဆံရေးကပုံမခိုင်းပြလာတာကိုတွေ့ရမှာပါ။ဒီရဲ့သာဝင်တွေက ၊တမင်ရေးဆောင်၊စုံတွဲရေးရဲ့ဆက်ဆက်ရေးခိုင်ပြင်းစေဖို့အရေးကြီးတဲ့အချက်တွေထဲမှာထိတ်ဆုံးကပါတယ်လို့ယူဆရပါတယ်။ပရိသတ်တို့လည်းလွတ်လပ်စွာသဘောထားခွင့်လဲတဲ့အပြည့်လေးတွေကိုပြောသွားပေးဖို့ဖိတ်ခေါ်ပါတယ်နော်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အစားအလေးကိုတော့ဒီမှာပဲရှင်းလင်းဝင်ပြပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေဘုသူတ္တဖြစ်စေမယ့်အစားအလေးတွေကိုရင်းစေတင်ဆက်ပေးမှာမို့စောင့်မျှော်ပြီးသားပါအောင်ရှင်။ ကျေးဇူးအပ်ပေးခဲ့တဲ့ပရိသတ်တရားစီစဉ်ကိုကျေးဇူးတူပဲတင်ရှိပါရရှင်။